န္တလေးမှာငွေထုတ်ပြီးပြန်လာတဲ့အမျိုးသမီးငယ်တူဓာတ်ခုတ်ပြီးလူရက်ခံရ2025ခုနှစ်ဇွန်လ6ရက်နေ့နေ့လယ်တနာရီခန့်မန္တလေးမြို့ခြံအေးသာဆန်မြို့နယ်ပြည်ကြီးပြောက်ပွဲအနောက်ရက်ကွက်33လမ်းနဲ့34လမ်းချမှာရှိတဲ့ငွေလွဲငွေထုတ်ဆန်တဆိုင်မှာငွေထုတ်ပြီးပြန်လာတဲ့အမျိုးသမီးငယ်တူဟာဓာတ်နဲ့ခုတ်ပြီးငွေတွေလူရက်ခံရတယ်လို့သိရပါတယ်သူက ငွေလွဲငွေထုတ်ဆိုင်ကနေငွေထုတ်ပြီးပြန်နောက်ကနေရုတ်တရက်ရောက်လာပြီးဓာတ်နဲ့ခုတ်တဲ့ပြင်သူစီပန်းလာတဲ့တိန်30ကျက်ကိုလုပြီးထွက်ပြေးသွားတာနဲ့ဓာတ်နဲ့ခုတ်ခံရတဲ့ကောင်မလေးလက်မှာတန်ရရသွားပြီးတော့သွေးထွက်လွန်နေတာတွေ့တယ်အသက်အန္တရာယ်တော့မရှိပါဘူးမျိုးကန်တူကပြောကြားခြင်းဖြစ်ပါတယ်တန်ရရရှိခဲ့တဲ့အမျိုးသမီးငယ်ကိုမနည်းစလလူမှုကွန်ရက်အတင်းကမော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့စေယုံကြီးအရေးဝါဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်ပွားမှုကတော့တကယ်တမ်းပြောရရင်ယုံနိုင်စရာတော့မရှိပါဘူး။နေရာက68လမ်း33နဲ့34ကြားအချိန်ကနေ့လယ်တနာရက်အဲ့ဒီအချိန်မှာအဲ့ဒီလမ်းဟာအမတန်လူစီကားတဲ့လူမပြတ်တဲ့အချိန်မှာဒီလိုအချိန်မျိုးမှာဖြစ်ပွားရဲဆိုတော့ယုံနိုင်စရာတော့မရှိဘူးလို့ပဲပြောရတော့မှာပါ။ ဒါကြောင့်မို့မန္တလေးမှာလှောက်ရှားရောင်းကန်နေကြတဲ့ပြည်သူပေါင်းတို့ဟာအားလုံးသတိဝိရနဲ့နေထိုင်သွားလာကြဖို့လိုပါတယ်။တကုတ်ခုဖြစ်ခဲ့ရင်လည်းပတ်ဝန်းကျင်ကလူတွေကဒီတိုင်းပဲငွေကြည့်နေရမျိုးမလုပ်ဖက်နဲ့ဘိုင်းဝန်းကိုညီရမျိုးတွေလှုပ်တဲ့နေပြီထင်ပါတယ်။